ဝန်တိုစိတ်ဟာဘလောက်ဆိုးတယ်နော်ဒီကနေ့ခင်မလေးလူတိုင်းလူတိုင်းဝန်တိုတယ်ဆိုတာတူတယောက်ကြည်ပွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တတ်တယ်ကိုယ်ရဲ့တာသွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တယ်ရှင်ပြိုင်သူအချင်းချင်းမှလည်းပဲအတန်ရသူကိုရှုံးသူကဝန်တိုစိတ်ဖြစ်တတ်တယ်ဝန်တိုစိတ်တည်းဟာလူအတိုင်းဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးထားသလို့ ဘယ်လူမျိုးပဲအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ဝန်တိုစိတ်ကိုအကြောင်းပြုပြီးတော့တတ်ကြတယ်ဖြတ်ကြတယ်ပြစ်မှုတွေကျุလွန်ကြတယ်ဆိုတာထင်ရှားတယ်လေဒါတူနဲ့တူ မတည့်ကြတာတို့ဘဝမှာချမ်းချမ်းသာသာနေချင်တော့လဲမနေနိုင်တာတို့ဟောဒီမနာလိုဝန်တိုမှုဆိုတဲ့အိတ်သား ြစ်တင်လို့မှုဆိုတဲ့ဒီတဘာဝတရားဟာလူလောကကြီးတစ်ခုလုံးကိုရုပ်ပြက်ဆင်းမြက်ဖြစ်အောင်လောကကြီးရဲ့လူသားတွေရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးနေတဲ့တရားသာဖြစ်တယ်